င်္ဂလာပါမင်းသမား Tutorial Talk Season ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အာဒီတစ်ပတ်အစီအစဉ်မှာတော့ဒီအစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုပုံစံတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားဖို့အတွက်ရွေးချယ်ချပါရစေ။ဆိုတော့မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ အလက်ရှိပေါ့နော်ဒီပွဲလဲရသည်ရောက်လာတာနဲ့အမြပေါ်လင်းဒီအလေချောင်းတိုက်ခိုက်မှုတွေကပိုပိုပြီးတော့လှုပ်လာတာမျိုးကိုတွေ့ရတယ်အရင်ကလေးကလည်းလှုပ်နေတာဒါပေမဲ့ဒီထက်ပိုပြီးတော့တွေ့လာရတယ်ပေါ့နော်အခုနောက်ပိုင်းဆိုလို့ရှိရင်ဒီလေချောင်းတိုက်ခိုက်မှုတွေမှာဒီလေရင်နေနဲ့ကြီးပဲမဟုတ်ပဲနဲ့ဒီဆက်တက်လေဒီတို့ပြီးတော့ဒီ gyrocopter လို့ခေါ်တဲ့ဒီရင်နေနဲ့ပါဟိုတုံးလာတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ပထမဆုံးဒီစစ်ကောင်မရှင်တက်ရဲ့လေချောင်းတိုက်ခိုက်မှု view ဟာပုံစံကဘယ်လိုမျိုးပြောင်းလဲလာတယ်လဲဆရာတွေ့ရတယ်လို့ပြောပြပေးပါဦးရှင်2023နဲ့2024အစပိုင်းမှာ စီရေရှုံနှိမ်မှု အလူအလဲဖြစ်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကသူ့ရဲ့အဲစီရေအဘိုင်းကိုပြန်ပြီးတော့ review လုပ်တယ်အဲတော့2024နှစ်လပိုင်းလောက်ကစပြီသူကဘာကိုဆုံးဖြတ်လိုက်လဲဆိုတော့အမိန်ဘေးစနစ်တွေမြန်ဆန်ဖို့เนาะ uh change chalk comment မှာဒီ flow မြန်ဆန်ဖို့ ਨੇ coordination collaboration ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းမှုအဲ့တော့ပူတဲ့စစ်စင်ကိုကဲမှု joint cooperation comment GOC ကိုသူကအာတိဆောက်လိုက်တာပေါ့အရင်တော့အဲ့လိုမရှိဘဲနဲ့ပြန့်နေတဲ့အာဖြစ်နေတဲ့အခါကျတော့အခုအရင်တော့စစ်ပြူဟာတွေနဲ့အခုဟာကတနိုင်ငံလုံးတိုက်ရတဲ့ပုံစံပြောင်းလာတဲ့အခါမှာသူကအစင်းသိမဖြစ်တာကနေပြုပြင်ပြောင်းလဲမှုလုပ်လိုက်တဲ့အခါကျသူ့ရဲ့ view ဟာမှာအားတာချက် သူ့ဘက်ပိုင်းမှာအာသာကျဲဖြစ်လာတာအဲ့ပီတာနဲ့အတူဒီလေချောင်းတိုက်ခိုက်မှုကြီးတက်နဲ့လေတက် collaboration ဟိုဟာကောင်းလာတဲ့အခါကျတော့အဲ့ဒီမှာလေချောင်းတိုက်ခိုက်မှုလုပ်တဲ့ဟာတွေကတိုးလာတယ် ဒါအပြင် तू ရက်ဆက်တာလည်းပါတာဗောနော်အရသားတွေလည်းမခွဲခြားဘဲနဲ့တိုက်တာပြောရရင်တော့ဒါနိုင်ငံငါဥပဒေချုံပေါက်တာလူသားစာနာမှုတွေချုံပေါက်တာအဲ့ဒီအဲ့ဒါလို့သူ့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုအနေခြေခံပြီးတော့2025နဲ့ဩဂုတ်နဲ့စက်တဘာလ2လအတွင်းမှာပဲအရသား80လောက်တည်သွား2025ပထမ9လအတွင်းမှာဒီဒီစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကအကြိမ်ပေါင်း 1100ကျော်ရှိခဲ့တယ်။ဒါက2023ခုနှစ်ပရမ9လလေကြောင်းတိုက်ခိုက်မှု ပြုခဲ့တာအကြာဆိုတော့ပြောရရင်အချိန်အစပေါင်းများစွာတိုးလာအဲဒီ200ကနေ1100ကျော်ဖြစ်သွားတယ်နော်။ဒီစင်မာကသူကဒီစေအုပ်စုတော့ကတည်ရရှင်ကြီးသူကဆက်ကြလို့ရှင်သူကအတွင်းစီပိုင်းကြပြီးတော့နေပြီးတော့ဘုံဘုံလေးပြုတ်လဲတာဖြစ်မှာ သူရဲ့စစ်တပ်ပြိုနောက်ဆုံးဟိုထွက်ပြေးရတဲ့ဟာမျိုးဖြစ်မှာဆိုတဲ့အခါကျတော့သူကမီးကုန်ရမ်းကုန်တောင်းချမ်းတာပဲဆိုအမှုလုပ်တာအဲ့တော့သူရဲ့အဲတိုက်ခိုက်လေရင်နေရှိသမျှကိုတုံးလို့ရသမျှเนาะသူကရှိတာတော့ယာကျော်ရှိ200နည်းလောက်ရှိတယ်ဒါပေမဲ့အဲ့ထက်ကတော့အကုန်တုံးလို့ရတာမို့စတမ်းမိုင်းတုံးလို့ရတဲ့အားတွေပြင်ပြီးတော့အသင့်ပြင်ထားတယ်ပြီးရင်အလဲကျလွတ်ပြီးတော့တိုက်ခိုက်မှုတွေလုပ်တာလုပ်ခဲ့တာနောက် လေရင်နေပြင်မဲ့တိုင်းစစ်ဌာနချုပ်ဒီတမတွေမှာလဲဒီစက်တက်လေဒီပေါ့နော်။အော်ဒီပါရာမော်တာတို့နောက်ဂျိုင်ရိုကော့ပတာတွေဒါတွေဥပါတွဲထားပြီးတော့ drone တွေလေးပါထည့်ပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်။နောက်ဒီအတွက်လဲစစ်တွတ်စစ်သုံးစိတ်တွေမြင့်လိုက်တာ။2024ခုနှစ်မှာစစ်သုံးစိတ်ကအလုံးဒေါ်လာ9ဘီလီယံရှိတယ်။2025မှာနောက်ထပ်ဘီလီယံတိတိတသာတိုးသွားတယ်။မြန်မာပြည်လိုဟာမျိုးက American dollar တစ်ဘီလီယံဆိုတဲ့ဟာအများကြီးပဲသူရဲ့တိုင်းပြည်ကပုံမှန်အနေထားမှာ GDP က60ကျော်လောက်ပဲရှိတာနေပြီနော်အခုဆိုရင်ပြောရရင် GDP ကတစ်ဝက်လောက်ကျတယ်အဲ့ဒါမျိုးမှာစစ်သုံးစိတ်ကိုတိုးလိုက်တာအဲ့တော့ပြီးရင်တစ်နှစ်ကိုဒီလိုမျိုးတိုးတဲ့ຢာကန်တော့60ຢာကန်လောက်တိုးလာဒါစီဆွီဒင်အခြေစိုက်တဲ့အဲစစ်ပရီပေါ့ in စစ်ပရီစီဂျူအနေပြီးသူရဲ့ report ထဲမှာတွေ့ရတာပါအခု October လဆန်းပိုင်းမှာ ဒီညနိုင်းကုတ်ကဲမှုပေါ့ညကုတ်ဟိုကြော်သွားလင်းအောင်ဥဆောင်ပြီးလုပ်တဲ့ဒီ JOC အစည်းအဝေးဘာပြောလဲဆိုတော့ပွင့်လင်းရာဒီရောက်လာပြီเนาะအဲ့တော့မြေပြင်ကြီးတက်ထိုးတဲ့ဟာနဲ့လေတောင်းတိုက်ခိုက်မှုကိုအရင်ထက်နှစ်ဆတိုးပြီးတော့လုပ်မယ်လို့ပြောတာရှိတယ်เนาะလေကြောင်းတက်ခတ်မှုရာဇဝင်နေကြည့်ရင်ဖားကတ်မှာဝိုင်တွဲနဲ့ဘုံလေးဘုံလုံး40တပြိုင်နက်တည်းကျဲတာရှိတယ်ဒင်းနိုင်တိုင်းကတကူနဲ့ထိခိဒေတာတွေမှာ jet fighter နဲ့ပုံကျဲတာရှိတယ်။မရယာအမျိုးနယ်ထဲမှာဝိုင်တွဲနဲ့တနေကုန်ပုံကျဲတာမျိုးရှိတယ်။ပြီးခဲ့တဲ့သတင်းကြွလာပြည်နေရစကိုင်းတိုင်းချောင်းမျိုးနယ်တွေကဘုံတိုရွာမှာပွဲတော်ကာလနော်ဒါတာမန်လူတွေကြားထဲကိုပုံကျဲချပလိုက်။မကွေးတိုင်းမြိုင်နဲ့ပေါ့ညွန့်နယ်ထဲမှာလေရင် gyrocopter paramotor တွေသုံးပြီးတော့ပုံကျစ်တိုက်ခိုက်တာချင်းညီနောင်တင်ထားတဲ့ mintat နဲ့ AA ရတင်ထားတဲ့ရကိုင်းတောင်မင်းကကွာတန်တွဲတွေမှာပုံကျဲတာ TNL တင်ထားတဲ့နန်းစံနဲ့နတ်မတူတွေကိုရဲသတ္တပတ်တွေနဲ့ချီပြီးပုံကျဲတိုက်ခိုက်တာအဲ့လိုမျိုးတွေလုပ်ခဲ့တာကြောင့်အော်တိုဘာလောက်ဝက်မကြိုးခင်မှာပဲတိတ်ဆုံးမှုကအနည်းဆုံးလူ90လောက်ရှိတယ်။ဒဏ်ရတာ80ဒဏ်ရတာဒီစစ်စစ်တပ်ကအကြောင်းတိုက်ခိုက်မှုတွေနော်အဲလုတ်တဲ့ဟာက ကွဲပြားမှုရှိတယ်ပုံစံပေါ့ပုံစံကွဲပြားမှုရှိတယ်စစ်တပ်ရဲ့ဒီဒီမြေပြင်အနေထားနဲ့အဲအဲ့ဒီမှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့လက်နက်ပိုင်ဆိုင်မှုအနေနဲ့ဒီ intelligence မော်မူတည်ပြီးတော့သူကလေကြောင်းတိုက်ခတ်မှုပုံစံကွဲတွေလုပ်တယ်ဥပမာဆိုရင်လေတိုင်နှုံးမြင့်နဲ့တောင်တန်းတွေဂုံမြင့်တွေရှိတဲ့ဒေတာဆိုရင်เนาะပြမှတ်ကိုပို့ပြီးတော့တိကျတဲ့တိုက်လေရင်တွေတုံးပြီးတော့เนาะ တိုက်ခိုက်တာအဲ့ဒါမျိုးကိုရခိုင်ရှမ်းမြောက်နောင်ကျိုးကြောင်မဲတွေမှာတွေ့ရတုံးတာတွေ့ရဒါပေမဲ့အညာဒီဗမာတော်လိုင်းကြီးတပ်ဖွဲ့တွေတင်းကျုပ်တာတဲ့မြေပြတ်နဲ့ဆက်ဆက်ဒေသတွေမှာဆိုရင်သူကတိုင်းစစ်ဌာနချုပ်နဲ့စစ်တပ်ရဲ့တိုင်းတမတွေခက်စိတ်စိတ်ရှိတဲ့မန္တလေးစကိုင်းမကွေးပဲခူးအနောက်ဘက်ကျမ်းဒီမှာအခုဟာကလေလေရင်နဲ့ပုံကျဲတာအစာစက်တပ်လီရီပါရာမော်တာတို့ဂျိုင်ရိုကော့ပတာတို့ နောက်ပြီးတော့ drone တို့အပေါ်သားတိုက်လေရင်တို့နဲ့တုံးပြီးတော့တိုက်ခိုက်တာတွေလုပ်တယ်ဒီဒေတာတွေမှာကြတော့ fighter jet တွေကိုတိတ်ပြီးတော့ဟောမတုံးတော့အဲ့ဒီအစားစရိတ်သက်သာတဲ့ဟာဒါကိုတုံးလာတာရှိရဒါမဲ့လည်းသူ့မှာလေကြောင်းအတွက် ဖြည့်တာတွေရှိတယ်နော်2024အေဒီဇင်ဘာမှာလုတ်တယ်လေတက်89နှစ်ပြည့်နှစ်ပတ်လည်နေ့မှာပြောသွားတာ FTC 2000 G တိုက်ခိုက်ရေးလေရင် 6C Y8 တေပို့ဆောင်ရေးလေးတစည်းနဲ့ MI 1960တို့ဟိုသူဘူလိုတက်တော်ဝင်လောက်ခိုင်းတာလေတွေ့ရတာဒါထပ်ပြီးတော့ဖြည့်တာပေါ့ဒါအပြင်မဲ့ဒီပြည်တွင်းတော့ကပ္ပစအထုတ်တာတရုတ်နဲ့ဖက်ဆက်ပေါင်းပြီးတော့မိတ္တိလာအာအမတ်30အဲတမရောဂျီစာဆက်ယုံ30ကနေပြီးတော့ထုတ်တဲ့ KHW အပေါ်စားတိုက်ခိုက်လေရင်နေရှိတယ်ထုတ်လို့ရည်ရှိတယ် now YK 130K အိနဲ့ FTC 2000G လို့ဟိုတိုက်အပေါ်သားတိုက်ခိုက်လေရင်ဒီကိုတရုတ်လုတ်ဒီ Y တွဲတွေအဲ drop ဘုံကျလေရင်အဖြစ်နဲ့သူကပြင်ဆင်ပြီးတော့အော်တုံးတာမျိုးတွေရှိတယ်။နော်အဟိုအစင်းမြင်မှာတော့ရုရှားတို့ဒီ stoke ဟိုဘော့ဒီ fourth generation အဆူတတိဤလိုဟာမျိုးတွေတုံးတာရှိတယ်။ တော့ဒီဘုံကြီးအတွက်ကိုကပ္ပစ3တို့27တို့ကအများဆုံးထုတ်ပေးပြီးတော့နော် draw ဘုံကြီးဟိုဟိုအဲ rocket ဒုံးကြီးကိုကပ္ပစ30တို့ဒီဒီကပ္ပစစက်ခွန်ကြတော့လေတပ်3နဲ့ဆက်အမြောက်ကြီးတွေထုတ်တာမျိုးတွေရှိတယ်အဲ့တော့သူ့မှာပြည်ရင်းထုတ်ဟိုဘုံသီးတွေကြီးတွေအေးနဲ့ပေါင်းဆက်ပြီးတော့လောက်တာဖြစ်နိုင်ကြရတော့ ဒီရွေးကောက်ပွဲမတိုင်ခင်ပေါ့လေအနေဆုံးဒီရွေးကောက်ပွဲမတိုင်ခင်အထိမှာမြောင်းလန်စစ်တပ်ကဒီလိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့သူ့မှာဘတ်ဂျက်တွေရှိတယ်ချတာပြီးသားနော်နောက်ပြီးတော့ခုနပြောသလိုပြည်တွင်းအင်ဂျီထုတ်လုပ်မှုတွေအဲလေတပ်ဖြည့်ကြီးတာတွေရှိနေတယ်အဲ့တော့သူ့ရဲ့စီရေးကြီးမှန်းချက်ဖြစ်တဲ့သုံးရှုံးထားတဲ့နေမျိုးလေကြောင်းတိုက်ခိုက်မှုတွေတိုးလုံမဲ့ အနေထားရှိသေးတယ်လို့သုံးသပ်လို့ရပါတယ်အဲနောက်တစ်ခုကဒီခုနဆရာပြောတဲ့အထက်မှာလည်းပါတယ်ခေါ့နော်ဒီတောင်တန်းဒေသတွေမှာတောင်တန်းတွေများတဲ့နေရာတွေမှာဆိုလို့ရှိရင်လေရည်တွေကို သုံးပြီးတော့ဒီလိုအညာဒေသတွေမှာဆိုလို့ရှိရင်အဲဒီလိုဆက်တက်လေတီတို့ပြီးတော့ဒီဂျာရိုကော့ပတာတို့ဒရုန်းတို့သုံးကြရပေါ့လေဆိုတော့အဲဒီလိုမျိုးကိုပြောမယ်ဆိုလို့ရှိရင်ဒီတိုင်းသား လက်နက်ကင်ဒေတာတွေပေါ့နော်ဒီရှမ်းမြောက်တို့ရခိုင်တို့ဒီမှာဆိုလို့ရှိရင်လေရင်တွေခဏခဏပြတ်ကြတာမျိုးရှိတယ်ပြတ်ပြတ်ချတာမျိုးလည်းသူတို့ပြောကြတာပေါ့နော်အဲဆိုတော့ဒီလိုမျိုးပေါ့နော်ဒီဆက်တက်လေတွေဒီဂျာရိုကော့ပတာတွေကိုရောပြတ်ချနိုင်ဖို့ဒါမှမဟုတ်ဒီဒီဟာတွေကိုကောက်ွယ်နိုင်ဖို့အတွက်ပေါ့လေဒီတော်လိုင်းတွေဘက်မှာရောဘယ်လိုမျိုးလက်နက်တွေဘယ်လိုပြင်ဆင်မှုမျိုးတွေလုပ်တဲ့နေလို့ထင်လဲရှင် ီနေရာမှာသဘောတော်အားဝါနည်းနည်းရှင်းပြခြင်းနဲ့ပါရာမော်တာနဲ့ဂျိုင်ရိုကော့ပတာလို့လည်းခေါ်တယ်ဂျိုင်ရိုပလိန်းလို့လည်းခေါ်ရတာလေသူကမတူညီတဲ့အဲဒီလေဟောပေါ်လေလေကြောင်းပြန်တမှုရင်မျိုးစားတွေပေါ့ပါရာမော်တာကသူကစပြန်ရင်ခြေနဲ့စပြီးတော့ပြန်ရတယ်နောက်ဒီပါဝါသုံးတဲ့ပါရာဂလိုက်တာအမျိုးစားပေါ့သူပြန်တဲ့ပုံစံကလေမောင်းတဲ့သူရဲ့ကြောဘိုးအိတ်လို့ကြောဘိုးအိတ်လို့ပါတယ် အဲ့မှာတတ်ထားတဲ့ engine နဲ့ပံကာဒီမော်တာနဲ့ propeller ပေါ့အဲ့ဒါအနေပြီးတော့သူကရှေ့ကိုတွန်းပေးပြီးတော့အပေါ်မှာရှိတဲ့လေရီတောင်ပံလိုဟာမျိုးပေါ့သူကတော့ဟိုပျော့ပြောင်းတဲ့တောင်ပံပေါ့နော် paraglider wing လို့ခေါ်တာပေါ့အဲ့ဒါကိုတွန်းပြီးတော့ပြန်တယ်ဒီတောင်ပံရဲ့တောင်ပံရဲ့ဘယ်ညာကျိုးတွေကိုဆွဲပြီးတော့ထိန်းချုပ်ပြန်တန်း gyrocopter ဆိုတာကတော့ဒီတဲ့ပို့ပြီးတော့ဟောဆက်တက်အမြင့်အစ်မြင့်တော့ပေါ့နော် သူကရဟယင်နဲ့လေရင်ဒီ airplane ကြားထဲကပုံစံမျိုးကြားကြတဲ့ပုံစံသုံးတာတော့ရဟယင်လေတဲ့လေရင်ဒီဒီဒီဟို rotor crab ဒီဒီဟာသုံးတော့အဲ့ဒီအမျိုးအစား rotor crab အမျိုးအစားထဲမှာပါတယ်သူပြန်တဲ့ပုံစံကအပေါ်ကဒီ main rotor ကအာနေပြီးတော့ engine နဲ့အဲအဲ the main rotor ကိုသူကရဟယင်မှာ engine နဲ့ direct ချက်ဆက်တာတော့မဟုတ်ဘဲနဲ့ လေတိုက်အားနဲ့သူကသူ့လိုလိုဟိုလဲတာပေါ့ auto rotation နော်အဲ့ဒါအဲ့လိုလဲပြီးတော့သူကအပေါ်ကို lift လုပ်ပေးတာဟိုအပေါ်ကိုဟိုမြင့်တင်ပေးဟိုအပေါ်ကိုပင့်ပေးတာပေါ့အရှိုးရွှေဖို့အတွက်ကကြတော့အာနောက်ကနေဒါမှမဟုတ်ရှေ့ကနေအဲ့ဒီတွန်းတွန်းကန်ပေးတဲ့ဒီ thrust propeller ပေါ့နော်အဲ့ဒါသူကတီးကြ engine အင်းတုံးပြီးတော့သွားတယ် ဒီပြန်သားမှုကိုထိန်းချုပ်တာကိုဒီရဟတ်ရင်ရဲ့ page တို့ဒီ role ဓာရီကနေပြီးတော့ဟောထိန်းချုပ်ပြီးတော့ဒီဒီဒီတောင်ပန်တဲ့ဒီဒီနှစ်ခုရဲ့တောင်ပန်ရဲ့ဒီဒီစနစ်တစ်ခုလုံးကသူကပြန်တမ်းမှုကိုထိန်းချုပ်တာ gyrocopter ကပါရာမော်တာတဲ့ပုံမြန်နဲ့လေတိုက်နှုံးလေပြင်းတဲ့တံကိုပို့ပြီးတော့ခံနိုင်တယ်အများအားဖြင့်တော့သူကတယောက်စီနှစ်ယောက်စီနိုင်တဲ့ကိုတယ် အဲဒီလည်းပါတယ်ဒါပေမဲ့ပါရာမော်တာရောဂျိုင်ရိုကော့ပတာရောကမောင်းတဲ့သူအတွက် lethal risk ပေါ့တေလောက်တဲ့အန္တရာယ်ပိုများတယ်ပြောရလို့ရှိရင်ဟိုတိုက်လိန်ဖိုက်တာဂျက်တီတွေပို့ပြီးတော့တေဖို့လွယ်ဒါပေမဲ့ဒီစစ်ကုံရှင်ကဒီစစ်တီတွေရဲ့အသက်တွေကိုရင်းဖို့ဝင်လေးတာမဟုတ်ဘူးလေဒီဒီကောင်စစ်ကောင်းဆောင်တွေဆိုတာသူတို့အာနာတီမြင်ပြီးတော့အဲ့ဒီခါကျတော့ဒါကို ဟိုဒီလိုမျိုးတိုက်ခိုက်ရေးအတွက်ကိုတုံးတာပါရမော်တာဟိုဒီ2024နှစ်ကုန်ပိုင်းလောက်ကအာအတီကိုသူကပရမကင်းတောက်အနေနဲ့ပဲတုံးတာကင်းတောက်အနေနဲ့ပဲတုံးနေဆိုရင်တော့အနေနဲ့နဲတာပေါ့ဒါပေမဲ့2024เออดีเซมาร์ตองมายนอกก็นี่ซะပြီးတော့တိုက်ခိုက်ရေးအတွက်တုံးလာဒီအတွက်ထုံးလုပ်တဲ့ဒီလေဒီစားတွေကိုမိတိလာမှာရှိတဲ့အမှတ်30အဲဆက်ယုံကနေချုပ်တယ် နောက်ပြီးတော့တိုက်ခိုက်တာတွေကိုဘကိုးနောက်ချမ်းစခိုင်းမကွေးနဲ့မန္တလေးတိုင်းထဲမှာတွင်တွင်ကြီးကြီးတုံးနေတယ်။ပြီးခဲ့တဲ့ August ကနေစပြီးတော့ gyrocopter တွေပါထပ်တုံးလာတယ်เนาะအဲ့မှာစက်တနက်ကြီးတွေတက်ပြီးတော့ပစ်တာပုံကျဲတာပြင်เนาะအဲ့ဒါတင်းထောက်တာတွေတုံး gyrocopter paramotor တဲ့ဆိုင်ရင်အချိန်ကြာကြာပို့ပြီးတော့ပြန်နိုင်တယ်။နောက်သူ့ရဲ့ model အဲဆက်အမျိုးအစားပေါ်မူတည်ပြီးတော့မြန်နှုံးကလည်း 80ရနေ160ကီလိုအထိတနာရီ80ရနေ160ကီလိုအထိဒီပြန်သန်းနိုင်တာရှိတယ်အခုနောက်ပိုင်းဒီတိုင်းစစ်ဌာနချုပ်တမတ်တရင်နေအေးဒီမှာဆိုရင်ဂျိုင်ရိုကော့ပတာတွေထိုင်ကြပြီးတော့အောက်ခြေကြီးချောင်းကြီးတက်နဲ့တွဲတယ်ကြီးချောင်းထိုးမဲ့နေရာစီးရေးပြမတ်ရှိတဲ့နေရာမိုင်90ပတ်ဝန်းကျင်လောက်ထိကိုသူကကင်းပတ်အာလှဲ့ပြီးတော့ဘုံကျဲတိုက်ခိုက်အကူပေးတာတွေလောက်တာပဲရှိတယ်ပါရာမော်တာတွေကအတန်ဆူတဲ့အပြင် ပေအမြင့်ပေ400နဲ့2000ကြာအာအမြန်တော့ကလည်းကီလိုမီတာ30လောက်ပဲခန့်နေနေပြန်ပြန်နိုင်တယ်အဲ့တော့ပစ်ချနိုင်စွာမော်ပစ်ချနိုင်ကံမြင့်နေကျွန်တော်ခုနကပြောလို့သူရဲ့ little risk ကပိုများပေမဲ့ကျွန်တော်မတန်းညကြီးလောက်စက်တမလာထဲမှာဒီပခုတ်ကူတမတရတကထွက်လာတဲ့ဒီပါရမော်တာဒဇင်းကို ပြချနိုင်ကြတာလွယ်လို့ရှိရင်ပြချနိုင်တာမတွေ့သေးဘူးအဲ့တော့ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့နှစ်ခုရှိတယ်စစ်ကော်မရှင်တပ်ကဒီပါရာမော်တာတွေတိုက်ခိုက်ရေးအတွက်သုံးလာတာအကြိမ်များလာတာ ਨੇ မြတ်သူကပို့ပြီးပါနတ်လာအညာကြီးမှန်ပြောင်းမရှိနိုင်တဲ့အညာဒေတာကိုညာဘက်မှာအဓိကထားပြီးတော့ပြတာတာကြီးမှန်ပြောင်းမြန်မြန်ဟိုမသိမ့်မသုံးနိုင်နေတာပေါ့နော်အညာဒေတာမှာကြတော့လက်နက်က အာဒီလေကြောင်းရံကာကွယ်ရေးဆိုင်ရာလက်နက်တွေကတံပြန်ပစ်ဖို့လက်နက်တွေကအားနည်းမှုရှိတော့အဲ့တော့နောက်ဒီပြစ်မှတ်ကနီးလို့ရှိရင် तू ကဆက်တံမကြောင်းဆက်ကိုတတ်ပလိုက်ပြီးတော့မှလင်းနဲ့ glider gliding လုပ်ပြီးတော့ဆင်းပြီးတော့ပြစ်မှတ်ကိုပုံကျဲတာနောက်အတန်ရော့သွားအောင်ညာဘက်တွေလိုဟာမျိုးမှာအတန်ဆူညာနာရောက်အောင် तू ကားတံလိုပဲအဲကားတံလောက်ပဲကြောင်းအဲ့လိုမျိုးလှုပ်လာတာတွေတွေ့ရဒါမဲ့ခုနပြောလို့ ဒီနှစ်ခုစလုံးမှာအားနေချက်တွေရှိတယ်။သူကခဏနေပြန်နိုင်တာနော်စက်တန်စုစူညာနာကြောင့်ဒီကင်းတောက်စနစ်တကယ်ကောင်းလို့ရှိရင်နော်ကင်းသမားကလည်းအလတ်ဖြစ်နေတယ်ဆိုရင်အဲတည်နိုင်နေတာ။နောက်အဲ့လိုကနေပြီးတော့လူတွေလူတို့မထိတတ်ခိုင်အောင်နေအဲဘုံကိုချင်းဒီမှာတော့ပုံခိုင်းတာတို့ဘာတို့ပေါ့နော်။နောက်စနိုက်ပါတွေထားနိုင်နေဆိုရင် စနိုက်ပါနဲ့ပြန်ပြစ်နိုင်တာအစားသဖြင့်လာမျိုးတွေလုံလို့ရတာရှိတယ်။သို့တော်လည်းပဲ ဒါတွေကလည်းပြောရရင်အညာဒေသလူအမျိုးမှာလက်နက်တွေဒီလိုမျိုးလက်နက်တွေပယ်ရပြူရတာတွေတွင်းရတာပို့မှာဝယ်နိုင်ရင်တော့မှဝယ်ဖို့လည်းမလွယ်ဘူးလေလမ်းကြောင်းတွင်းရတာတွေခက်တာပေါ့နော်ဂျိုင်ရိုကော့ပတာတွေကဒီသူ့ရဲ့ body ကိုပော့ပော့ပါပါအာဖြစ်အောင်လှုပ်ထားတဲ့အတွက်ပဲလက်နက်ငယ်အနေပြည့်ရင်တော့မှဒါမခံနိုင်တာမျိုးတွေရှိတယ်အဲ့တော့အကြိမ်များအဲ့လိုမျိုးအချိန်တွေကြုံ ငဲလို့ရှိရင်လက်နဲ့လက်ရှိမယ်နောက်ပြီးတော့ကိုကလာတာတွေလက်တိမယ်အစင်သိဖြစ်မယ်ဆိုရင်တော့ဖြစ်စည်းပြလို့ရနိုင်တဲ့အနေထားတော့ရှိပါလေဗျဟုတ်ကဲ့ကျေနောက်တစ်ခုကဒီလေချောင်းတိုက်ခိုက်မှုတွေပေါ့နော်အဲဒီလေချောင်းတိုက်ခိုက်မှုတွေမှာဆိုလို့ရှိရင်ကလေးတငယ်တွေရောပြီးတော့ဒီအရသားတွေရောအစုလိုက်ပြုံလိုက်တေဆုံးနေကြတာမျိုးရှိရဲ့တော်တော်ကဆိုလို့ရှိရင်ဒီမုံရွာချောင်းကိစ္စအဲဆိုတော့ ဒီဟာတွေကိုတို့မသိလို့မဟုတ်ဘူးပေါ့နော်ဒီအောက်မှာလက်သားတွေရှိနေမှာတိတိနဲ့လုတ်နေကြတာပေါ့လေဆိုတော့ဒီဟာကအဲလူတို့ကိုကြောက်စိတ်သွင်းတာအပြင်ပေါ့လေတခြားအကြောင်းရင်းတွေလည်းရှိနိုင်တယ်ခင်ဗျာအဒီလိုပြမြန်မာစစ်တပ်ကအာသူရဲ့သဘောတရားသူရဲ့ doctrine ကဟိုကသူရက်ဆက်တယ်။ရန်သူဆိုလို့ရှိရင်သူကဘယ်လိုနီးနဲ့တိမ်နင်းရနှိမ်နင်းရဆိုတဲ့ဟာရှိတယ်။ဟိုဖြတ်လေးပြတ်လုတ်တယ်နော်။ဟိုအကုံတက်အကုံမီရှို့ ဟိုအကုန်လူစသဖြင့်အဲ့လိုမျိုးနဲ့ तू ကကျင့်လေလာတာယင်ပါလာတာနောက်ပြီးတော့ impunity ပေါ့ဗျာဒီအပြစ်ရှိတဲ့သူတွေကိုအပြစ်မပေးဘဲထားတာเนาะဒါကြောင့်လဲဟိုကျွန်တော်ပြောပြောတာဒါတွေမှာဒီလိုမျိုးမဲ့နှစ်ပေါင်းများစွာလှုပ်လာခဲ့တာအခုလေဒီလိုလှုပ်ဖို့ तू ကဝင်လေးတာမဟုတ်ဒါကြောင့်လဲပွဲတော်ရဲ့လူအုပ်စုတွေကိုလူအုပ်ကြားတွေကိုဘုံကျဲချမှာဘလူနီးနဲ့မြတ်တာမန်စိတ်ရှိတဲ့လူဆိုဗျာဘလူနီးနဲ့ဒီဟာကြီးကို စိတ်လုံးပါမလဲနော်လူတွေပုစုကြတဲ့ကိုပုံကျဲချနေဒါမဲ့သူတို့မှအဲ့ဒါရင်ပါနေတာကြောက်စရာကောင်းတယ်အဲ့ဒီအတွက်လည်းအဲမကောင်းမှုရဲ့လို့မပြင်းတဲ့ပတ်ဝန်းကျင်ဖြစ်နေတာအဲ့ဒီမှာကောင်းတဲ့လူတွေတော့ရှိတာပေါ့ဗျာဒါမဲ့သူတို့တွေကအာအဲ့ဒီဟာအတွက်ပြောခွင့်ဆိုခွင့်မရဟိုဟိုသူတို့ရဲ့အတန်ဒီမထွက်ပဲနဲ့ဒီလိုအများစုကအဲ့လိုမျိုးဟို guilty ဖြစ်တယ်ဒီဟာကြီးကမကောင်းမှုဆိုတဲ့ဟာမျိုးမှမရှိတာ နော်အဲ့တော့အဲ့ဒီဟာကအခြေခံနောက်ကအကြောင်းရင်းပဲဗျာအခုကဘယ်လိုဖြစ်လဲဆိုတော့ဒီစကောင်းဆောင်စေအုပ်စုမှာဒီဘိုးချုပ်ဒီဆိုတာမင်းအွန်လိုင်းတို့ဒီဘိုးချုပ်ကြီးတွေဆိုတာသူတို့မှာသူဟိုမင်းအွန်လိုင်းရဲ့နိုင်ငံရေးရွေးချက်ကအခုမြို့နယ်63မြို့နယ်ကိုရက်60အရေးပေါ်အခြေအနေကြီးအဲ့တော့အဲ့ဒီကာလတဲမှာကြီးချောင်းရောဝေဟင်ရောနော်ဟိုဟိုဘက်ဒီရေတက်ကနေပြီးတော့တိုက်လို့ရတဲ့ဟာဆိုရင်ရေတက်တွေပါတိုက်ခိုက်မှုတွေဖိလုံပြောရအောင် ဟိုမိကုံရန်ကုန်သူချအဲ့ဒါကရွေးကောက်ပွဲနီးလာတာနဲ့မြာဒါဒီဒီဘုံကျဲတာတွေကပို့ပြီးတော့စိတ်တာတာတွေ့ရအဲ့တော့ဘာဖြစ်လဲဆိုတော့တစ်ဖက်မှာသူတို့နိုင်ငံရေးအရာမတွက်တာတွေလည်းရှိတယ်နော်အော်ဒီဟာတွေသူတို့ရေရှည်ကိုတိတ်ပြီးတော့ဟိုတွက်တာတွေလည်းမဟုတ်ဘယ်လိုဖြစ်သွားမလဲနိုင်ငံတပိပိပို့ဖို့ဆိုးွားလာတဲ့အကြောင်းရင်းอ่ะဒီဟာမျိုးတွေကြောင့်အခုကြောင်မဲတို့ မိုးပြေဒီမော့ဆိုဖရူဆိုစစ်တပ်ကရသွားပြီမဲ့အဲ့ဒီတဲမှာလူတွေပြန်ပြီးတော့မသိမနေနိုင်သိမနေရဲဘူးเนาะလူမြောက်နေမြေမှာပဲသွားနေဒီလူတွေကြောက်စရာကြီးတွေဖြစ်နေတာဟုတ်ပြီးရင် तू ကအကြောက်တရားရိုက်သွင်းနေဟာသူတို့ထိန်ချုပ်ထားတဲ့နေမြေမှာမဟုတ်တခြားနေရာမှာနေလို့ရှိရင်လုံခြုံမှုမရှိစေရဘူးဆိုတဲ့ဟာမျိုးလူတွေရဲ့ကောင်းတဲ့ကိုရိုက်သွင်းတာလူတွေကြောက်ပြီးတော့ဒု ောက်ကြောက်ပြီးတော့သူတို့ဟိုငုံဟိုရှိုးလာဟိုဟာအာသူတို့ရှိမှခေါင်းငုံနေအောင်ဒါမျိုးလှုပ်ချင်တာအဲ့တော့အဲ့ဒီဟာတွေကဘုံကျဲတိုက်ခိုက်မှုလှုပ်စေတဲ့အကြောင်းတရားပဲဒါဒီကြောင့်လေဘာတိုက်ပွဲမှမရှိတဲ့ဒေတာတွေနော်ဥပမာဒီချောင်းကရွာဘုံကျဲတာလာပြီးညတော့ကဒါဒီဒီမှာဘုံကျဲတာပြောရလို့ရှိရင်တော့ဗျာဒါအညိုရောင်နေမျိုးပေါ့နော်ဩဒါမဲ့ဘာတိုက်ပွဲမှမရှိဘူး အလားတူပဲမကွေးတိုင်းတို့ထီလင်းထီလင်းမြို့နယ်ပေါင်းမြို့နယ်အစမှာလဲဒီဂျိုင်ရိုကော့ပတာနဲ့တိုက်ခိုက်တာလေးလုပ်တာအဲ့ဒီဟာကနေလာတာဒါပြောရရင်တော့သူတို့ကတကယ်ဒါရစ်တွေပဲအချမ်းဖတ်သမားတွေဒါရစ်ဆန်ကိုတုံးတာသူက state terrorism ပေါ့ဗျာသူကအာဏာပေါ်မှာ နေပြီးတော့မှတက်ထိုင်ပြီးတော့လုပ်တဲ့ဟာမျိုးအဲ့ဒါပါပဲဗျာ ဆိုတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောက်ပေါ့เนาะဒီအရက်သားတွေအဲတေဆုံးနေတာကနိုင်ငံတကာကလည်းမျက်နှာမှာပဲပေါ့လေဒီနိုင်ငံတကာမီဒီယာတွေမှာလည်းတက်နေတာဆိုတော့အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောက်ဒီအရက်သားတွေမထိခိုက်အောင်အော်ဒီကြောင်းမပြန်တမ်းရဆုံးလို့ပြီးတော့ဒီ safe zone လို့အဲ့လိုမျိုးတွေကိုသတ်မှတ်ပေးဖို့အတွက်ပေါ့အဲဒီနိုင်ငံတကာနိုင်ငံတကာဘက်ကနေရောအဲအဲဘယ်လိုပြောမလဲထိန်းချောင်းပေးလို့မရနိုင်ဘူးတော့ပေါ့နော်ဒီအတွက်စိန်ခေါ်ဖို့ကဘာဖြစ်မလဲရှင်အဲဟိုပါအဲတိတ်ကောင်းတဲ့မိကုံးမှာ အဲဒါနဲ့ပတ်သက်ပြီးတော့2022ခုနှစ် April 18နေ့က KNU KMPP နဲ့ CNF တုံးပွဲပေါင်းပြီးတော့ safe zone နဲ့ no fly zone သတ်မှတ်ပေးဖို့ကုလသမဂ္ဂကိုတရားဝင် တောင်းဆိုတာပေါ့စာနဲ့တောင်းဆိုတာလုပ်တယ်2023ခုနှစ်အဲမှာအမေရိကန်နိုင်ငံကြီးဝန်ကြီးကသူကဘင်္ဂလားဒေ့ရှ်နဲ့ဇာတ်ထီရောက်လာပြီးတော့ မြန်မာနိုင်ငံအတွက်အမေရိကန်ကဥဆောင်ပြီးเนาะအဲ့ဒီရောက်လာတဲ့အချိန်မှာအာမြန်မာနိုင်ငံအတွက်အမေရိကန်ဥဆောင်ပြီးဟိုဥရောပဘော့စနီးယားပုံစံ60ခုနှစ်ကျော်တော့ဒီ no flying zone ဟိုတတ်မှတ်တဲ့ဟာမျိုးတတ်မှတ်ပေးကြပါအဲတတ်မှတ်ပေးမလားဆိုပြီးတော့မျော်လင့်ချက်ပေါ့ဗျာခံမှန်းမှုတွေရှိတာပေါ့မနောအမေရိကန်နိုင်ငံကြီးကသူကသူရောက်တာဒါပေမဲ့ဒီဘက်မှာလည်းအဲ့လိုမျိုးမျိုးဖြစ်မလားပေါ့ အခုအဲ့တော့ပြောရရင်အခုအခုတတိယဒီတောင်းဆိုတာတွေဒီလိုမျိုးမျောလင်းတာတွေနဲ့ပတ်သက်ပြီးတော့လက်တွေ့မှာဘာမှအကောင့်ထဲပေါ်မလာလက်တွေ့မှာဖြစ်နိုင်ကြရလဲဒါနဲ့ပတ်သက်ပြီးတော့တဲလွန်တာမတွေ့ရအောင် no fly zone ဆိုတာဒီ data ကအရက်သားတွေကိုသက်ဆိုင်ရအာနာအာကိုအုပ်စီးထားတဲ့လူတွေနော်လာပြီးတော့လေချောင်းနဲ့ပုံကျဲတာမျိုးမရှိအောင်နိုင်ငံတကာဂျားဝင်နေဂျားဝင်ပေးပြီးတော့ ဒီနေရာမှာဆောက်ရှောက်ပေးတာပေါ့ဒါမျိုးလုတ်ခဲ့တာ no fly zone သတ်မှတ်တဲ့ဟာ safe zone သတ်မှတ်တဲ့လုတ်ခဲ့တာအီရတ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာအဲ့ဒီတုန်းကအာနာရှင်စတန်ရဲ့စတန်အစိုးရစစ်တပ်ရဲ့လေတောင်းတိုက်ခတ်မှုတွေဖြစ်လာတဲ့နောက်ပိုင်း Britain American ပြင်သစ်တို့ကနေပြီးတော့ဒီဒေသကို no fly zone ဆိုပြီးတော့တတ်တတ်ပြီးတော့ဆောက်ရှောက်ပေးခဲ့တာရှိတယ် 1962ခုနှစ်ကနေ2003ခုနှစ်အတွင်းအချိန်ပေါင်းမြောက်များစွာဒီမှာကင်းလှည့်ပေးဘူးတဲ့အလားတူပဲနေတိုးမဟာမိတ်အဖွဲ့ကြီးက63ကနေ65အတွင်းမှာအာဘော့စနီးယားနဲ့ဟာဇီဂိုဗီနီဟာဇီဂိုဗီနာအာ2000နောက်ပြီးတော့2017မှာလီဗျားမှာ no fly zone တတ်မှတ်တာတွေဒါတွေရှိခဲ့ အဲ့လိုတွေအေးလုံနိုင်တဲ့အတွက်သက်ဆိုင်ရာတိုင်းပြည်တွေမှာအာဏာရှင်အစိုးရတွေပြုတ်ကျပြိုလဲသွားတာမျိုးဖြစ်ခဲ့ No flying zone ကတိတ်ထိရောက်တယ်သို့တော့ဖြစ်နိုင်ကြမဖြစ်နိုင်ဘူးเนาะကျွန်တော်တို့မြန်မာပြည်ဒီ context ကိုကြည့်ရင်အခုဟိုဒီဒီလာပြည်နေတော့တရင်ကျွတ်လာပြည်နေတော့ချောင်းမှာဒါဘုံကျဲသွားတဲ့ကိစ္စကို Britain နဲ့ Australia တန်ယုံတို့ကရှုတ်ချကြတယ်เนาะနောက်ပြီးတော့ ASEAN အလဲကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝင်ကြီးရဲ့နေပြည်တော်ခီးစဉ်မှာအာအကြမ်းဖက်မှုတွေချက်ချင်းလျှော့ကြရေးဆိုတဲ့ဟာတွန်းခဲ့တာတွေရှိတယ်။ဒါပေမဲ့လည်း no fly zone တတ်မှတ်ရေးလိုတယ်ဆိုတာမျိုးထီတော့နိုင်ငံတကာကပြောတာပါဝင်တာမျိုး အရေးရောင်တော့မမြင်ရအောင်။အဲ့တော့သူ no fly zone ဆိုတာပါလေ no fly zone ဆိုတာဒီဒေတာကိုဒီလိုတတ်မှတ်လိုက်လို့ရှိရင်ဒီအိရာတွေဝင်လာတဲ့လေရင်တွေ နော်ဟောလေချောင်းကနေပြီးတော့တိုက်ခိုင်းမဲ့လောက်ရတဲ့ဟာတိုက်ခိုင်းမှုလုပ်တဲ့ဟာတွေကိုပစ်ချဒါကလည်းဒီအချုပ်ချအာဏာချိုးဖောက်ခြင်းဆိုတဲ့ဟာသူက sovereignty violation ပြစ်တော့မြန်မာပြည်ကိစ္စကအာဒီအာဏာနဲ့ပတ်သက်ရင် de facto de jure ဟာမျိုးတွေဖြစ်နေတာတက္ကနာနော်ဥပမာမြန်မာပြည်မှာထားလို့ရှိရင်ဒီဘယ်သူမှပြန်လာလို့မရဘူး အဲ့ဒီဟာမျိုးလောက်ရမှာဆိုတဲ့အခါကျတော့နိုင်ငံတကာကိစ္စ legal ကိစ္စဆိုင်ရာအာအငင်းပွားချက်တွေအများကြီးပဲအဲ့တော့ဒါကိုစန့်ကျင်ပြီးဒီဒီ sovereignty ဆိုတဲ့ဟာစန့်ကျင်ပြီးလောက်ရမယ်ခါကြရင်ကျင်းတွေပြောပါလာတာကုလသမဂ္ဂရဲ့ခွင့်ပြုချက်လို့အဲ့လိုကုလသမဂ္ဂဒီလိုခွင့်ပြုချက်ရဖို့ကလည်းလုံခြုံရေးကောင်စီအမြင့်ဆုံးအာဏာပိုင်ဖွဲ့စရာလုံခြုံရေးကောင်စီပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်လို့အဲ့မှာဘာဖြစ်လဲဆိုတော့ လုံညွေးကောင်စီတဲ့မှာဗီဒိုအနာရှင်တွေဖြစ်တဲ့ရုရှားတို့တရုတ်တို့ကဒါမျိုးတွေမဖြစ်အောင်သူက block လုပ်တာပိတ်ထားလို့ရတာအဲ့တော့သူတို့ကအဲ့လိုမျိုးဟိုပိတ်ထားရင်သူတို့တွေမှာ political way ကမပါရင်ဖြစ်ဖို့မလွယ်ဘူး now no fly zone အကောင့်ထဲပေါ်ဖို့အတွက်စောင့်ကြည့်ရေးစနစ် civilian system စီနောက်ပြီးတော့ ဒီလေကြောင်းရံကာကွယ်စနစ်တွေเนาะ ground face air defense ဒါမျိုးတွေเนาะပြစ်မှတ်ရှာဖွေတာတွေလုပ်ရမယ်လိုအပ်ရင်အဲလေနဲ့ပြစ်ချတာလုပ်ရမယ်လေနဲ့ stand by လုပ်ရအဲ့တော့ဟောဒီဒီတစ်ခုလုံးဒီရန်နေရအောင်တယ်ပေါ့ဘုံကြစီဆိုတာကြီးတယ်အဲ့တော့ထားသောနိုင်ငံတကာနိုင်ငံတိုင်းပြည်တွေကလည်းအကောင့်ထဲပေါ်ဖို့ဆိုတာဝင်လေတယ်။နောက်ဒီလိုမျိုး no flying zone ထဲမှာဝင်လာတဲ့ဟာတွေကိုပစ်ချရတာဆိုတော့မားပစ်တာမျိုးဖြစ်မှလဲဆိုရင်ရအရက်ဖက်လေရင်ပြစ်မိတာနောက်မဟာမိတ်အဲ့လေရင်နေပြစ်မိတာမျိုးတွေဖြစ်မှလဲဆိုရင်ရဒါမျိုးလက်တကယ်ဖြစ်ပွားဘူးလေနမူနာပေါ့64တုံးက EF မြောက်ပိုင်းမှာအဲ့လိုမျိုးလို့ဟိုတတ်မှတ်တတ်ထားတဲ့အချိန်မှာမဟာမိတ်ချင်းမှားပြီးတော့ပြစ် friendly fire ဖြစ်တဲ့ဒါမျိုးတွေဖြစ်တယ်အဲ့တော့ လက်ရှိကမ္ဘာနိုင်ငံကြီးရာသီဥတုအခြေအနေနဲ့ကြည့်လို့ရှိရင်ကျွန်တော်အမြင်တော့မြန်မာပြည်ထဲမှာ no flying zone ဖြစ်လာဖို့က900ခန့်လုံးတော့မရှိဘူးထင်ပါတယ်နော်အဲ့တော့ဘာလဲဘာတွေကဘယ်လိုလက်တွေ့ကြမလဲလီဒတ်အဒီကိုတိုက်ခိုက်တာစီလောင်ကန်တွေကိုဖျက်ဆီးတာနောက်တန်းစခန်းတွေကိုတိုက်တာ လေတဲတွေကိုစုံစမ်းထောက်လန်းပြီးတော့အများတိအောင် ထုတ်ပြန်တာ နော်။နောက်သူတို့နဲ့ပတ်သက်ရင်တမိုင်းမှတ်တမ်းတင်တာ။သာသဖြင့်ဓာရီအကုန်လုံးလုံအဲ့ဓာရီကဒီကြောင်တိုက်ခိုက်မှုရောတာပို့ပြီးတော့ဖြစ်နိုင်မယ်ထင်တယ်။နောက်ရက်သားတွေတိတ်ဆုံးမှုရောပါကြီးဒီကောင်ကောင်တွေကတော့မိုက်မှာပဲမိုက်မဲနေမှာပဲအစွမ်းကုန်မိုက်နေမှာ။သူကမိုက်မဲမှုကိုစီမရှိကမ်းရှိစီလို့ဝါလို့လုံနေတာဆိုတဲ့အခါကျတော့သူတို့တွေနဲ့ပတ်သက်ရင်နိုင်ငံငါမှာတရားစွဲတာတွေ ဒီအရသားတွေလုံခြုံရေးအတွက်လေချောင်းရံကာကွယ်သတိပစ္စနစ်တွေဟဲဒီဆောက်တာတွေပညာပေးတာတွေဘုံကိုချင်းတွေတိုးချက်တိဆောက်တာတွေလေရင်ပြည့်လက်နဲ့တွေရာတလောက်ဖြည့်စည်းတိဆောက်တာမျိုးဒါမျိုးတွေဒီလှုပ်ချင်းအာအဲလှုပ်ချင်းအပြင်တံပြန်နိုင်တယ်လို့ပဲမြင်ပါတယ်ဗျာဟုတ်ကဲ့အဲဆိုတော့ဒီတစ်ပတ်မှာဒီ စစ်ကောင်မရှင်ရပြောင်းလဲလာတဲ့ဒီလေကြောင်းတိုက်ခိုက်မှုဗျူဟာတွေကိုလည်းပြောလိုက်တယ်ပြီးတော့ဒီအဲ no fly zone အတွက်ဒီမြန်မာနိုင်ငံရဲ့စိန်ခေါ်ချန်နယ်ပတ်သက်ပြီးတော့လည်းပြောခဲ့ဘူးတော့ပေါ့နော်ပြောခဲ့လိုက်တယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာလည်းကြဲကြဲပြန့်ပြန့်ပြောလာရတယ်ပြီးတော့ချိန်လည်းပြည့်နေပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီတစ်ပတ်မြန်မြန်ဆွေးနွေးမှုကိုဒီမှာပဲဆက်နားချင်ပါတယ်ရှင် လူ့သောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။